မလေးရှားဝန်ကြီးချုပ်အန်နရာအီဘရာဟင်ရဲ့သမီးနူရူအီဇာဟာအာနာယ PKR ပါတီရဲ့ဒုဥက္ကဋ္ဌဖြစ်ရွေးကောက်ခံရပြီးတဲ့နောက်ဖခင်ဖြစ်သူအန်နရာရဲ့နေရာကိုဆက်ခံမဲ့သူဖြစ်ထွက်ပေါ်လာပါသည်ဝန်ကြီးချုပ်အန်နရာရဲ့အကြီးဆုံးသမီးအသက်44နှစ်အရွယ်အီဇာဟာပါတီဒုဥက္ကဋ္ဌရာထူးအတွက်ပထမဆုံးရွေးကောက်ပွဲဝင်ပြိုင်နာမှာလက်ရှိဒုဥက္ကဋ္ဌရာဖီစီရန်လီကိုအနိုင်ရခဲ့တာဖြစ်ပါသည်ပြင်းထန်တဲ့မဲဆွယ်စည်းရုံးမှုအတွင်သူတို့နှစ်ယောက်စလုံးက အစိုးရရဲ့လောက်ရတဲ့ချုံနဲ့မူဝါဒတွေကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြပါတယ်။ PKR ပါတီတွင်းရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဇာလီဟာမူစတာဖာကအီဇာဟာမဲအပြတ်အသတ်နဲ့ရန်လီကိုအနိုင်ရခဲ့ကြောင်း မေ23ရက်ပါတီစည်းဝေးမှာကြေညာပါတယ်။အီဇာဟာပါတီကြီးကဲ222ဦးနဲ့ထောက်ဝက်ကျော်ရဲ့ထောက်ခံမှုကိုရရှိထားတာကြောင့်အနိုင်ရဖို့ရည်ပန်းစားနေကြတာဖြစ်ပါတယ်။စီးပွားရေးဝန်ကြီးရန်လီကတော့အဲ့ဒီယာရုနေရာအတွက်တတိယအကြိမ်ရှင်းပြရမှာရှုံးနေကြတာဖြစ်ပါတယ်။ အခုသူ့ရဲ့ရှုံးနေမှုဟာ2018ခုနှစ်နောက်ပိုင်းဒုတိယအကြိမ်ရှုံးနေမှုဖြစ်ပါတယ်။မဲဆွယ်ကာလအတွင်းအီဇာကရောရန်လီကပါအန်နွာရဲ့အချင်းပြတ်ချစားမှုတိုက်ဖြတ်ရေးအစီအစဉ်ကိုဝေဖန်ခဲ့ကြပါတယ်။ပါတီဒုက္ခထရွေးကောက်ပွဲမှာအနိုင်ရသူဟာအန်နွာရဲ့ဝန်ကြီးချုပ်နေရာကိုဆက်ခံနိုင်သူအဖြစ်အများကရှုမြင်ထားကြတာဖြစ်ပါတယ်။ပါတီဥက္ကဋ္ဌရာထူးကိုတတ်တမ်းနှစ်ကြိမ်တည်းထမ်းဆောင်ရမယ်လို့သတ်မှတ်ထားတာကြောင့်ဝင်ကြီးချုပ်အန်နွာရဲ့လက်ရှိဥက္ကဋ္ဌရာထူးတတ်တမ်းဟာနောက်ဆုံးဖြစ်ပါလိမ့်